ဒီအပိုင်းမှာဖူးတယောက်ဘယ်မှမသိတဲ့သူစီမှာဂုံးစင်းနေပြီမူကန်နဲ့ဂျင်ရမှာသူတို့စားတတ်သမျှကိုထိုးသူကိုရှင်းခိုင်းပြီးထွက်သွားပါတယ်သူ့နာမည်ကဟီရှီကာဝါဖြစ်ပြီးမကြော်ကြတဲ့ပကြီးစရာတယောက်ဖြစ်ပါတယ်တစ်ဖက်မှာမူကန်ဘူရီကောင်တတိုက်ကိုရန်စပြီးသူတို့ရှီမှာရှိသမျှပတ်စံကိုဓားတိုက်နေပါတယ်ဖူးနဲ့ဟီရှီကာဝါတို့နှစ်ယောက်ကတော့ပကြီးကားပြကန်းအောင်ရောက်နေပြီနေရာပန်းပါတဲ့ပကြီးကားကိုမြင်တော့ဖူးတယောက်ဘာလို့ဖြစ်ခဲ့မှန်းမသိတဲ့သူ့ရဲ့အတိတ်ကိုသတိရသွားခဲ့ပါတယ်ဟီရှီကာဝါအဲ့ဒီပုံသူကိုယ်တိုင်ဆွဲထားတယ်ဆိုပေမဲ့ယူကီယိုဆိုတဲ့ပကြီးပုံကိုဆွဲရတာပိုပြီးနှစ်သက်သူတယောက်ဖြစ်ပါတယ်ယူကီယိုဆိုတဲ့အတိတ်ပဲကအတိုးချုံပြောရရင်ဘဝအပေါ်ရန်အပြောပါတွေကိုပေါ်ပြ တဲ့ပုံပဲဖြစ်ပါတယ်ဟီဂီကာဝါဖိုးကိုသူနဲ့အလုပ်တွဲလုပ်ဖို့ခေါ်နေပြီသူ့ရဲ့အလုပ်ကြောင်းကိုရှင်းပြနေပါတယ်ဂျင်ကတော့ကန်းစက်မှာအဝေးကတမောတွေကိုလှမ်းကြည့်နေဖိုးကြီးတယောက်ကလမ်းခေါ်လိုက်ပြီးသူနဲ့အတူရှိုးကြီးကစားပွဲကိုတောင်းဆိုခဲ့ပါတယ်ဂျင်ကတော့အချိန်မရှိတဲ့အတွက်ညင်လိုက်ပေမဲ့ဖိုးကြီးကတော့ပတ်စံကြီးကစားဖို့ပြောလာခဲ့ပါတယ်ဒါပေမဲ့အစိုးရကမွေးနေတဲ့ဂျင်ကစိတ်ဝင်စားပေမဲ့သူ့မှာပတ်စံမရှိတဲ့အကြောင်းပြန်ပြောလိုက်ပါတယ်အဲ့အခါဖိုးကြီးကမင်းရဲ့အသံနဲ့လောင်းကြည့်ထက်လို့ရပြီမင်းနိုင်ရင်ဒီဟာမင်းအတွက်ပဲဆိုကသူ့စီမှာရှိတဲ့ရွှေချောင်းတွေကိုပြလိုက်ပါတယ်မူကန်အနိုင်ကြီးခဲ့တဲ့ကောင်ကတော့သူတို့လောက်ခရတာကိုမိမတယောက်ကိုသွားပြောနေတဲ့အခါအဲ့ဒီမိမက ါးထပ်ပြီးထိုးတာကိုခံလိုက်ရပါတယ်။အဲ့နောက်မိမကြီးကအဲ့ဒီကောင်ကိုနောက်တစ်ခါတွင်နင်းအကျွေးပြန်ဆားလိုက်ဖို့ပြောပြီးပတ်စံအနေနဲ့ထုတ်ပေးလိုက်ပါတယ်။အဲ့အချိန်မူကဓနားတိုက်လို့ရလာတဲ့ပတ်စံနဲ့မျိုးစိုးနေရင်ခုနကကောင်ထပ်တွေ့လိုက်ရပါတယ်။အဲ့ဒါကြောင့်ဓနားထပ်တိုက်ဖို့လုပ်လိုက်ပါတယ်။ဟိုကောင်ကတော့မူကန်ကိုမြင်လာတဲ့တန်းပြေနေရပြီ။မူကန်ကလည်းအလိုမပေးဘဲနောက်ကနေလိုက်နေခဲ့ပါတယ်။အဲ့လိုလိုက်နေလမ်းမှာဖူးနဲ့တွေးပေမဲ့ပတ်စံရဖို့ရလန်းရှိနိုင်တဲ့ဟိုကောင်စီကိုအရင်ပြေးသွားပါတယ်။ဒီလိုနဲ့နောက်တစ်ခါမှာဖူးတယောက်ဟီရှိကာဝါပကြီဆွဲဖို့အတွက်တေယုတ်ပြနေခဲ့ပါတယ်။အချိန်တစ်ခုလောက်ကြာအောင်ဆွဲပြီးအားလုံးပြီးစီးသွားတဲ့အခါမူကန်အနိုင်ကျင့်တဲ့ကောင်လေးကရောက်လာပြီ။ ီဖူးကိုဖမ်းခေါ်သွားပါတယ်တကယ်တော့အဲ့ဒါကလည်းဟီရှီကာဝါရဲ့အလုပ်ဖြစ်ပါတယ်တဖက်မှာရှိုးကြီးကစားနေတဲ့နှစ်ယောက်ကတော့အခုထိကစားနေသေးဖြစ်ပြီးအဖိုးကြီးကညနေနေပြီဖြစ်တဲ့အတွက်မနက်မှကစားဖို့ပြောကထွက်သွားဖို့လုပ်ပါတယ်ပြီးတော့မတော်မဆပုံစံနဲ့ရှိုးကြီးခုံအောင်မှာခြေတောင်းနဲ့တိုက်လိုက်ပါတယ်ဒါပေမဲ့ကြာသွားတဲ့ဇယ်လေးကိုချင်းရနေရာတိုင်းပြန်ထားလိုက်ပြီးနှစ်ယောက်သားဆက်ပြီးကစားနေခဲ့ပါတယ်ဟိုမိမကြီးကတော့ဟီရှီကာဝါစီရောက်နေပြီအဲ့ဒီမိမကဟီရှီကာဝါကိုသဘောကျနေလာတဲ့ဖြစ်ပါတယ်ဒါပေမဲ့ဟီရှီကာဝါကရှောင်ထွက်လာခဲ့ပြီ ဖူးကိုဖွဲထားတဲ့နေရာစီရောက်လာခဲ့ပါတယ်ပြီးတော့ဖူးကိုလွတ်ပေးဖို့လုပ်နေတော့ဟိုမိမနဲ့သူ့လူတွေရောက်လာတဲ့အတွက်ဟီရှီကာဝါအောင်နှိမ့်ဆက်ကသူ့အိမ်ကိုပြန်ပို့ခဲ့လိုက်ပါတယ်အဲ့နောက်မူကန်ရောက်လာပြီးမူကန်အောင်တွေ့တော့ဟီရှီကာဝါဖူးကိုကယ်ပေးဖို့တောင်းဆိုခဲ့ပါတယ်ဟိုကောင်တွေကတော့ဖူးကိုစီပန်းနဲ့ထည့်ပြီးလေပေါ်တင်ကစတဲ့ထွက်ခွာနေကြပါပြီအဲ့အချိန်မူကန်အချိန်မီရောက်လာပြီးလေပေါ်ကကောင်တွေကိုတိုက်ခိုက်ခဲ့ပါတယ်ဒါပေမဲ့တကောင်ကဖူးကိုခေါ်ပြီးပြေးသွားတဲ့အတွက်အဲ့ကောင်နောက်ကိုဆက်ပြီးလိုက်ရပါတော့တယ်လိုင်းရင်လိုင်းရင်နဲ့စောင်းဆိုင်အရှိကိုရောက်လာပြီးအဲ့အချိန်ရွာရဲ့လုံလုံကြီးတွေကအဲ့ဒီဆိုင်ကမိမအောင်အပြာဆောင်ရောင်းတဲ့အမှုလူကုန်ကူးမှုစားတဲ့အမှုတွေနဲ့ဖမ်းဖို့လုပ ပါတယ်။တကယ်တော့ဒါတွေအားလုံးကိုဥဆောင်နေတာဆိုင်ရှင်းမှထိုင်ပြီးရှိုးကြီးကစားနေတဲ့အဖိုးကြီးဖြစ်ပြီးကိုမိမ့်မကတော့အဖိုးကြီးရဲ့ဇနီးပဲဖြစ်ပါတယ်။အဖမ်းခံရတဲ့အဖိုးကြီးကရှိုးကြီးစောတဲ့နေရာမှာဂျင်းုံရှုံးသွားတဲ့အတွက်သူ့ရဲ့လောင်းကြီးကိုပေးပြီးလိုက်သွားခဲ့ပါတယ်။ဒီလိုနဲ့ပြဿနာကြီးလည်းရှင်းသွားကြပြီးတောင်းတော့တာတရားတစ်ခုမှအတူရှိနေကြပါတယ်။အဲ့ချိန်ဟီရှိကာဝါရောက်လာပြီးဖူးကိုလိန်ခဲ့မိတဲ့အတွက်တောင်းပန်ကြောင်းနဲ့သူ့ရဲ့ပထမဆုံးအားပေးသူအဖြစ်သူဆွဲထားတဲ့ဖူးရဲ့ပုံကိုပြပြီးဥရောပသမွန်နဲ့ဟော်လန်ကိုလိုက်သွားတော့မယ်ဆိုကနှုတ်ဆက်ခဲ့ပါတယ်။အဲ့နောက်အပိုင်းကပြီးဆုံးသွားခဲ့ပါတယ်။ ဒီအပိုင်းမှာဖူဂျင်းနဲ့မူကန်တို့သုံးယောက်ကနေရာဘက်စာမူတိုင်းကိုရှာနေရင်အစားတော့ပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်ဖို့လုပ်နေကြပါဗျ။အဲ့ဒီပြိုင်ပွဲက၁၂ရာသီငက်ပြတ်နေတဲ့ဒီသုံးယောက်အတွက်တော့အသင့်တော်ဆုံးလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီပြိုင်ပွဲကလက်ကပြန်ရတာမဟုတ်ပဲဆင်းရင်းသင်းကတော့ပေးရပါဗျ။ဖူနဲ့မူကန်ကပတ်စံပါမလာတဲ့အတွက်သူတို့ရဲ့ဓာတ်တွေကိုထုတ်ပေးလိုက်ပေမဲ့ဂျင်းကတော့တဆုံနေခဲ့ပါတယ်။ဒါပေမဲ့ဂျင်းဓာတ်ကိုမူကန်ယူလိုက်တာသူတို့ကြီးသေးပေါက်နိုင်မှာဆိုပြီးနှစ်သိမ့်ပေးလိုက်ပါတယ်။အဲ့လိုနဲ့ပြိုင်ပွဲကစတင်ခဲ့ပြီးဒီလိုရိုးရှင်းတဲ့ပြိုင်ပွဲကိုအနိုင်ရသူကဆင်းရင်းသွင်းထားတဲ့ပစ္စည်းတွေကိုရမှာပဲဖြစ်ပါတယ်။အဲ့မှာမနစ်ကအနိုင်ရသွားတဲ့ချန်ပီယံဟောက်အီဇူမီဆိုတဲ့သူလည်းပါ ါဝင်ပြီးအဲ့အချိန်မှာဟောင်းလောင်းပေါ့အစာရင်ပိုင်ရှင်ဖတီးကနောက်ထပ်လိုက်ပွဲကိုထတ်တောင်းလာခဲ့ပါတယ်ပြိုင်ပွဲကအချိန်မေ့လာတာနဲ့မြတယောက်ပြီးတယောက်နှုတ်ထွက်လာကြပြီအဲ့ထဲမှာဂျင်လည်းပါဝင်နေခဲ့ပါတယ်သူ့ရဲ့ဓာတ်ရိုက်အတွက်စူတောင်းနေတော့မူကန်ကမှနှုတ်ထွက်ခြင်းနေခဲ့ပါပြီဂျင်ကတော့မရှုံးစေနဲ့ဆိုကပြောနေပေမဲ့မူကန်ကတော့ပြိုင်ပွဲကနေနှုတ်ထွက်သွားခဲ့ပါပြီအဲ့ဒါကြောင့်ပြိုင်ပွဲထဲမှာအီဇူမီဖတီးလူထွားကြီးနဲ့ဖူးတို့လေးယောက်ပဲကြံပါတော့တယ်အဲ့ချိန်အီဇူမီနဲ့ဖတီးကပါထပ်ပြီးထွက်သွားတဲ့အတွက်ဖူးနဲ့လူထွားကြီးတို့နှစ်ယောက်သာကြံပါတော့တယ်သူတို့နှစ်ယောက်ကြောင့်စပုံမှုတွေနဲ့အလုရှုံနေကြပြီတပွဲပြီးတပွဲစားနေတဲ့ဖူးကအရှိမရင်ကောင်းကောင်းလာဝဲနေတဲ့အတွက်လက်နဲ့ရိုက်မိလိုက်ပ ပါတယ်။အဲ့လိုလက်နက်ဖက်ပူလိုက်တာအရှုံးပေးတဲ့တင်ကြတာဖြစ်လို့အစားတော့ပြိုင်ပွဲမှာလူထွားကြီးကအနိုင်ရသွားခဲ့ပါတယ်။နောက်တစ်ခါမှာတုံးရောက်တာစိတ်ပြက်လက်ပြက်နဲ့ထိုင်နေတော့ခုနကလူထွားကြီးရောက်လာပြီးဖိုးတို့အဖွဲ့ကိုနှုတ်ဆက်လာပါတယ်။အဲ့ဒီလူရဲ့ပုံစံကသဘင်ကြီးကြောင်ကြောင်မျိုးလုံးပြောင်းအောင်နဲ့နောက်တိုင်းလူတယောက်နဲ့တူနေပေမဲ့ထိုသူကတော့မဟုတ်ကြောင်ပြောပြီး "तू ကဂျပန်လူမျိုးဖြစ်တယ်"လို့ဆိုပါတယ်။သူ့နာမည်ကဂျိုဂျီဖြစ်ပြီးဂျင်ကတော့ဂျိုဂျီရဲ့ခါမှာထည့်ထားတဲ့သူ့ရဲ့ဓာတ်ကိုပဲစိတ်ဝင်စားနေခဲ့ပါတယ်။အဲ့ဒီဒါကသူ့ရဲ့ဘွားဖြစ်လို့ပြန်ပေးဖို့တောင်းပန်နေပေမဲ့ဂျိုဂျီကတော့ငြင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့ဂျိုဂျီကသူ့ကိုအီတိုမျိုးရဲ့ရှုခင်းတွေကိုလိုက်ပြမယ်ဆိုရင်မင်းတို့ပစ္စည်းရဲ့အကုန်ပြန်ပေးမ မယ်လို့ပြောလိုက်ပါတယ်။မူကန်ကတော့မဖြစ်နိုင်ဘူးလို့ပြောပေမဲ့ဒါနဲ့ချောင်းအတွက်ဘာမှဆိုလုံးမဲ့ခြင်းကတော့သဘောတူလိုက်ပါတယ်။အဲ့အချိန်မျိုးရဲ့ရဲတပ်ဖွဲ့ကအနောက်နိုင်ငံသားတယောက်ကိုရှာနေပြီးဟိုအဖွဲ့ကတော့လူသားကြီးဂျိုဂျီကိုအီရိုမျိုးရဲ့ရှုခင်းတွေကိုလိုက်ပြနေခဲ့ပါတယ်။တနေရာပြီးတနေရာလိုက်ပြပြီးညရောက်လာတဲ့အခါ၄ယောက်သားဆိုင်တဆိုင်မှာဗိုက်ပြေနေကြပါတယ်။အဲ့အချိန်အနောက်နိုင်ငံသားကိုရှာတဲ့ရဲကြီးရောက်လာပြီးဖူးတို့ဝမ်းကဂျိုဂျီကိုတွေးတော့အားလုံးကဝိုင်းထားလိုက်ကြပါတယ်။အဲ့ဒီအချိန်လေးကြောင့်မူကန်ကသူ့ရဲ့ဓာတ်ကိုခဏလောက်ပြန်ပေးဖို့ဂျိုဂျီစီကတောင်းပေမဲ့ဂျိုဂျီကမပေးတဲ့အတွက်လက်နဲ့သာပြန်ပြီးခုခံနေရပါတယ်။အဲ့နောက်၄ယောက်သားထွက်ပြေးလာပြီးလူတွေကြိတ်ကြိတ်တိုးနေတဲ့အိမ်တလုံးရဲ့အရှိကိုရောက် လာခဲ့ပါတယ်ဒီတစ်ခါမှာလဲဂျိုဂျီကအထဲကိုဝင်ပြီးကြီးကျင်နေခဲ့ပါတယ်ဖူးတို့၃ယောက်ကိုအထဲကိုလိုက်ပို့ရင်မင်းတို့ပစ္စည်းတွေအလုံးပြန်ပေးမယ်ဆိုတာကြောင့်ဟို၃ယောက်လည်းမငင်းတာတော့ပဲအထဲကိုလိုက်ပြီးပို့ပေးခဲ့ရပါတယ်အထဲကိုရောက်တော့အမျိုးသမီးတစ်ယောက်ကားနေရောက်ချင်းဂျိုဂျီတစ်ယောက်ဆွဲလန်းသွားခဲ့ပါတယ်အဲဒါကြောင့်ပွဲပြီးသွားတဲ့အခါအဲအမျိုးသမီးစီသွားခဲ့ပေမဲ့ဟိုကယောက်ျားလေးတစ်ယောက်ဖြစ်နေတာကိုသိလိုက်ရပါတယ်တကယ်တော့အဲ့လိုပွဲတွေမှာယောက်ျားလေးတွေပဲကားလေးရှိတာဖြစ်ပြီးဂျိုဂျီကယောက်ျားလေးဆိုပူတော်ကောင်းတယ်လို့ပြောလိုက်ပါတယ်အမှန်တကယ်ဂျိုဂျီကဟော်လန်လာခဲ့တာဖြစ်ပြီးအဲ့မှာသူ့ကိုမူမမန်နဲ့သူတို့ဆက်ဆံကြပါတယ်တကယ်တော့ဂျိုဂျီကခေတစ်ယောက်ဖြစ်ပြီးတနေ့မှာ ဂျပန်နိုင်ငံကစာအုပ်တွေကိုဖတ်မိခဲ့ပါတယ်အဲ့ဒီစာအုပ်မှာစာအိစရာဂျပန်တွေကလိင်လူချင်းချင်းချင်းရရဲဆိုတဲ့အကြောင်းကိုရေးထားပြီးဒီစာအုပ်ကြောင့်ဂျပန်နတ်ပြည်တော်နေရာတစ်ခုလိုဂျိုဂျီယာမှတ်ယူသွားမိတာပဲဖြစ်ပါတယ်အဲ့အချိန်အီရိုမျိုးရဲ့ရဲတပ်ဖွဲ့ရောက်လာပြီးနိုင်ငံသားသားတွေကိုနေဝင်ပေးတဲ့ဥပဒေမရှိဘူးဆိုတာဂျိုဂျီကိုဖမ်းဖို့လုပ်ကြပါတယ်အဲ့အခါအနောက်ကနေခေါင်းကိုချင်းတောင်းနေတဲ့အုပ်ထားတဲ့လူတစုကသူတို့ရဲ့မျက်နှာကိုပြလိုက်ပြီးအားလုံးကနိုင်ငံသားသားတွေဖြစ်နေခဲ့ပါတယ်ဒီအချိန်ဒီမှာဂျိုဂျီယာမူကန်နဲ့ချင်းကိုသူတို့ရဲ့လက်နက်တွေပြန်ပေးလိုက်ပြီးလေးယောက်သာထွက်ပြေးလာခဲ့ပါတယ်ပြင်းနဲ့ပွဲတစ်ခုရဲ့ဇက်စင်ပေါ်ရောက်လာပြီးအဲ့ဒါကိုအောက်ကကြည့်နေတဲ့သူတွေကတေးဥ ဆောင်နေထင်နေကြပါတယ်။အဲ့ချင်းအနောက်တိုင်းသားတွေနဲ့ဂျပန်တယောက်ယောက်လာပြီးစားရက်တရက်ကိုပြလိုက်ပါတယ်။အဲ့ဒါအရှေ့အိန္ဒိယကုမ္ပဏီဂျပန်ရုံးခွဲကုမ္ပဏီရဲ့ဒစိတခုဖြစ်ပြီးဂျိုဂျီဆိုတာလည်းဘယင်ကန်တယောက်ဖြစ်ပါတယ်။အနောက်နိုင်ငံသားတွေကဂျိုဂျီကိုပြန်ခေါ်နေပြီးဂျိုဂျီကမလိုက်ချင်ပေမဲ့ဂျပန်နိုင်ငံမှာနေဖို့ကလည်းအကြိုင်းမဖြစ်နိုင်တဲ့အတွက်ပြန်လိုက်ဖို့လာဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်ခါမှာဖူးကနေဂျပန်နဲ့ရရဲ့ဆာမူရိုင်းအကြောင်းဂျိုဂျီကိုမေ့ကြည့်နေပြီးဂျိုဂျီကတော့သူနဲ့ပတ်သက်တဲ့တဲလွန်စာကိုပြခိုင်းပါတယ်။အဲ့ခါဖူးလည်းကျိုးနဲ့ဆွဲထားတဲ့အယူကောင်းသေးသေးလေးကိုပြလိုက်ပါတယ်။ဂျိုဂျီကအဲ့ဒီအယူကောင်းအဝေးမှထားဖို့ပြောပြီးဒီနိုင်ငံထဲမှာဆိုအန်ဒီအများလေ ်လို့တတိပေးခဲ့ပါတယ်ပြီးတော့နာကာဆာကီကိုသွားမယ်ဆိုရင်အဖြစ်တကူရှိလိမ့်မယ်လို့လမ်းညွှန်ပေးလိုက်ပါတယ်အဲ့နောက်အပိုင်း6ကပြီးဆုံးသွားခဲ့ပါတယ်ဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင် like and share လေးနဲ့ကူညီပေးခဲ့လို့ရပြီ subscribe မလုပ်ကြသေးဘူးဆိုရင်လည်း subscribe လုပ်ခဲ့ကြဖို့တောင်းဆိုပါတယ်အဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်